ဒီရာသီမှာအရင်ကျဆုံးတဲ့နီးစနစ်ကျော်အောင်ဖြစ်လာခဲ့တဲ့နီးပြကြီးမီခေးအာတီတာအဒီတာကိုခုနောက်ပိုင်းကျွန်တော်နီးပြကြီးလို့နန်းစားအရှက်နေထည့်ပြီးသုံးပြီးခေါ်မှပဲပို့ပြီးအဆင်ပြေတော့မယ် ူလုံးပြခဲ့တာတွေကလည်းလေးစားမှုခံရသင့်တယ်ဒါပေမဲ့အဓိကစုဖလားတွေမယူသေးနိုင်တဲ့အထီတော့တော်တော်များဒါနဲ့ပတ်သက်ပြီးအပြေးွားတော့သူ့ကိုချီးကျူးရောက်မှာမဟုတ်ဘူးကျွန်တော်တို့ကသူနဲ့ပတ်သက်ပြီးအများအန်းဂုံယူခဲ့တယ်သဘောလဲကျခဲ့တယ်တချို့အပိုင်းလေးမှာသူ့ရဲ့အားနဲ့ချက်ကိုထောက်ပြတယ်တချို့အပိုင်းမှာကျွန်တော်အားမလို့အားမရဖြစ်တယ်ကျွန်တော်တို့ပြောလို့ပဲကျွန်တော်ကပွဲဘဏ္ဍပွဲစာလောက်တစ်ခါသုံးသက်တာဖြစ်တဲ့အတွက်ကောင်းရင်ကောင်းတို့မကောင်းရင်မကောင်းတို့နီးပြရောပလီယာတွေအားလုံးကိုကျွန်တော်တို့အလိုသုံးသက်လေးရှိတယ်အဓိကကျွန်တော်တို့ကဒီ logo အတွက်ပဲကိုစားပြုတာ ဒီလူတွေကရေဆက်ရှိတဲ့လောက်ပဲကျွန်တော်တို့စုံဝေးရတာဟုတ်တက်တလုံးဒီအသင်းပဲကျွန်တော်တို့အားပေးရမှာအဲ့တော့အိုင်ဒါ2019လောက်ထဲကရောက်လာပြီးတဲ့ကလက်ရှိချိန်ထိကျွန်တော်တွေ့သည်မြင်ခဲ့သည်အာဒီတာရဲ့ပုံစံထဲမှာဒီနှစ်အိုင်ဒါကိုကျွန်တော်သဘောကျဆုံးပဲကြိုတင်ပြင်ဆင်မှုကောင်းတယ်ပွဲတွင်းမှာလည်းရဲရင်တယ်တချို့ပိုင်းလေးမှာနည်းနည်းလေးကြောက်တယ်လို့ထင်ရပေမဲ့အသေးအနိုင်ရဖို့လည်းသူဥတီသွားတာမျိုးတွေဒီနှစ်မှာပို့ပြီး efficient ဖြစ်မှုကိုသွားတယ်တိတ်ပြီးခေါင်းမမာတော့ဘူးလုံးတင်လုံးထိုက်တာကိုလုပ်တယ်အများကြီးတွေ့မြင်ရတယ် ကျွန်တော်တစ်ချက်ချင်းစီသုံးသပ်လိုက်အောင်ကြိုတင်ပြင်ဆင်မှုဆိုတဲ့အပိုင်းမှာဆိုရင်ကျွန်တော်ဈေးကွက်တစ်ခုကနေစရမယ်အတင်းတင်းမှာအခွင့်အရေးနှစ်ကြိမ်ရတယ်ပထမတစ်ကြိမ်ကຫນွေဈေးကွက်ဒုတိယတစ်ကြိမ်ကစောင်းဈေးကွက်စောင်းဈေးကွက်ဆိုတာမျိုးကတော်တော်ဝယ်ရတာမလွယ်ဘူးတက်တုပ်ရိုက်ပြီးဝယ်မယ်ဆိုလဲလူကထပ်ပို့ပြီးဈေးပေးရတယ်အဲကြောင့်မလို့ຫນွေဈေးကွက်မှာတော်တော်များအသိနေတာဖြည့်တယ်အိုက်ဒါနဲ့အန်ဒရီဘာတာပေါင်းပြီးကစားမ၈ဦးတောင်ဖြစ်သွားတယ်။အဲ့၈ဦးမှာလွတ်ပြက်မဲ့ကစားမတဦးမှမပါဘူး။နောက်ဆုံးလုံးဝမသုံးပါဘူး။ရန်ကုန်ကပဲထားပါဆိုတဲ့ကီပါတော်မ မိုင်းနာဖလိုက်မှာဝင်ဆုပ်ဝင်ရတယ်။နောက်ကဆိုလို့ရှိရင်လည်းဒါအရန်နေဝင်ဆုပ်လို့ရတဲ့အနေထားပဲတချို့ချန်ပီယံလီပွဲစဉ်မှာတော့ဆရာသမားကိုထည့်ပြီးတော့လူစားလဲ၃နိုင်တောင်တွေ့ရသေးတယ်။အဲ့တော့အာဆင်နယ်အသင်းရဲ့ဘိုးတက်အထူးသဖြင့်ပေါ့လေပွဲထွက်အတွက်ဆိုပြီးခေါ်လိုက်တဲ့ဇူယီမန်ဒီနဲ့ယောဂရက်ကတန်းပြီးသုံးလို့ရတယ်။နောက်အာဆင်နယ်အသင်းရဲ့ဘက်ကအတွက်ခေါ်လိုက်တဲ့မော်ကွေယာဟင်ကာဘေးအစီမန်တူဂီအဲ့ဒီကစားသမားကြီးကြတော့ ဆောဒနာနော့ကတ်စ်တို့ကီပါဦးနဲ့မတူတာကစ조사ရင်조사သလောက် first line နဲ့ထဲဝင်လာနိုင်တဲ့ပုံစံမျိုးနဲ့အသင်းကိုခေါ်ခဲ့တာအခုဆိုနိုနီမန်တူကီသည်ဘယ်ချောင်းညာချောင်းဆော့လို့ရတဲ့ကစားသမားတူဖြစ်ရှိတယ်စာကအနာပြီးရင်ထဲသုံးလို့ရတယ်နောက်တစ်ယောက်ကကျတော့အီဗျာချီအစည်းအိုဒီကတ်မပါနိုင်တဲ့အချိန်မှာသူ့ရဲ့ထင်ကြီးဥကျင်စရာစွမ်းဆောင်ရည်တွေကအိုဒီကတ်ပြန်လာရင်သူ့ကိုဘယ်နေရာမှာထားမလဲဆိုတဲ့ပုံစံမျိုးတွေမေးခွန်းထုတ်လာပြီ မော်ကွယ်နဲ့ဟင်ကာပီကတော့ KB မကိုင်းနဲ့ဝီလန်ဆာလီယာရဲ့မမြင်ရတဲ့ဒဏ်ရာအတွက်ခေါ်ခဲ့တာတော်တော်လေးကိုစနစ်ကျတဲ့ຫນွေစည်းကွက်တစ်ခုအဲ့ဒီကစားသမား၈ဦးကဒီရသည်မှာအာဆင်နဲ့တင်းကိုပရီးမီးယားလိမှာ strong ဖြစ်ဆုံးလူဝင်အားအတောင့်တင်းဆုံးအသင်းဖြစ်အားလုံးကရှုမြင်သွားတာ PP ရောတရားဖို့၅ရောက်တိခေါ်ခဲ့တယ်မှမဟုတ်ဘူးတေချာလိစနစ်ကျနဲ့ခေါ်ခဲ့တာတချို့ကစားသမားဆိုရင်ငွေတွေအများကြီး၃ရမှာဆိုလို့အငှားပုံစံမျိုးနဲ့ပြီးမှအပိသက်ဝေခွင့်အဲ့ဒါမျိုးနဲ့ခေါ်ခဲ့တဲ့ player တောင်ရှိတယ်ပြီးတော့အသင်းရဲ့ quality တဒန်းနဲ့တချို့အသိသုံးလို့အဆင်မပြေတော့ဘူးတိုးတက်လာနိုင်ချေနည်းဆိုကစားမတချို့လည်းရှင်းထုတ်ခဲ့တဲ့အငှားချခဲ့တဲ့အသိရနောက်တစ်ချက်အဲ့ဒါကဒီယာဒီမှာအာရီတာရဲ့လူစားလဲမှန်ကန်မှုတချို့ပိုင်းလေးမှာအာရီတာလူစားလဲတာနောက်ကျလို့လူအပ်ထပ်ပို့ပြီးလူစားမလဲခဲ့လို့ဆန္ဒလန်အသိနဲ့ပွင့်စင်မှာတည်ကြခဲ့တာတော့ရှိတယ်ဒါပေမဲ့အဲ့ဒါကရှာရှာပပပဲကျန်နေပွဲတော်တော်များအာဆီနယ်ကသူထဲလိုက်တဲ့လူစင်းကပို့ပြီးတော့အသိကိုနိုင်ပွဲပုံဖော်သွားတာတွေ့ရတယ်ကျွန်တော်တို့ချိုးချန်ပီယံလိပွဲစဉ်တွေမှာဂိုးလိုပြီး မာရီနေတို့ထက်လိုက်တယ်ဂိုးရတယ်အခုဆိုလို့ရှိရင်လည်းဒါထပ်ဝင်လာတဲ့ကစားသမားတွေမန်တူကီတို့ခြေစွမ်းပြပြီးကျွန်တော်ဘိုင်ယန်ကိုနိုင်ခဲ့တာပဲအဲ့ဒါကအိုက်တဒီယာတီမှလူစားလဲမှုတွေမှန်ကန်လာတယ်နောက်တစ်ချက်ကကစားသမားတွေဒန်ယန်ရကန်နေပြီးတိတ်အခြေအနေမကောင်းတော့ဆိုလို့ရှိရင်စောစီးလူစားလဲလိုက်တယ်ပေတေးပြီးမတုံးတော့အဲ့ဒါလည်းကျွန်တော်ချီးကျူးရမယ့်အချက်အသေးစိတ်ပွဲကြိုပြင်ဆင်မှုအားကောင်းခြင်းဒါနောက်တစ်ချက်ပေါ့လေအဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ ဒီပွဲနဲ့ပတ်သက်ပြီးတော့ပြိုင်ဘက်ကဘလို့ဆော့လာနိုင်တယ်ငါတို့ကဘလို့ဆော့မလဲပြိုင်ဘက်ကကစားပုံကဘလို့မျိုးလဲငါတို့ကသူတို့ဘလို့ဘောလုံးပေးကြိုက်ရမလားငါတို့ကပဲ position game အတားယူဆော့မလားဒါနဲ့ပတ်သက်ပြီးအာရီတာခုနောက်ပိုင်းစီမံလာတော်လီစမတ်ဖြစ်တယ်အရင်တော့အာဆင်နယ်တင်းကဘယ်မှဘောလုံးမပေးဘူးငါတို့ကပဲမင်းတို့ကို position အတားယူပြီးဆော့မယ်နိုင်အောင်ကံမယ်ဆိုတဲ့ပုံစံမျိုးချင်းကတ်တယ်သွားတယ်ကိုအာကြီးပဲဘောလုံးကင်ကျင်တယ်ဒါပေမဲ့ဒီရသည်အာဆင်နယ်ကကြတော့ယူနိုက်တက်နဲ့ကန်တဲ့ပွဲစီမှာဆိုဘောလုံးလုံးဝကိုပြိုင်ဘက်ကိုပေးထားလိုက်တယ်အနိုင်ရအောင်ကန်တယ် တချို့ပွဲစည်းနေမှာဆိုလို့ရှိရင် ပြိုင်ဘက်ကခံစစ်ဆော့တယ်အဲ့တော့ရောင်းဖေးရဲပြီးတော့ဂိုးသွင်းဖို့ကြိုးစားတယ်လောင်းဘောတွေလှိုင်လှိုင်သုံးတယ်ပြီးတော့အာဆီနယ်သင်းဒီပြမခေးအိုက်တဲ့တရားဒီမှာသုံးလာတာကလောင်းဘောတိတက်နေမဟုတ်ဘူးဆက်ပလေးတွေရာရောဒီဆက်ပီတွေပေါ့လေအဲ့ဒါတွေရာရော ကောင်တာထရန်ဇီရှင်တွေကရော open play တွေကရောပြီးတော့လက်ပစ်ဘောတွေကရောအကုန်လုံးအသုံးပြုတာရနိုင်တဲ့ဂိုးရနိုင်တဲ့အရာမှန်သမျှကိုဘောင်းတွေကနေလှုပ်ဖို့ထိကြိုးစားတယ်အဲကြောင့်အိုက်တာရဲ့ဒီယာဒီအာဆီနယ်ကနီးစနစ်စုံတယ်ကျွန်တော်ပြောလို့ပေါ့အရင်ချက်ဆုံးနဲ့ နီးစနစ်အကျော်ဝါဆုံးလို့ပြောလို့ရတယ်။နောက်တစ်ချက်ကအရင်နှုန်းကကျွန်တော်တို့လက်ဒိုင်မိုတွေလုတ်ခဲ့ပါတယ်။ mind game ကစားတာ။မင်းတို့အသင်းနဲ့တွေ့ရင်ငါတို့ကဘလိုတွေသုံးပဲငါတို့ကဒိုင်ယာနေပြန်လာတဲ့ကစားမဘယ်နှဦးရှိတယ်ဒိုင်မိုတွေလုတ်ခဲ့။ဒါပေမဲ့ဒီရက်ဒီမှာပုံပြီးစနစ်ကျလာတယ်။လေးကျင်ကွင်းကကိစ္စကြီးတိတ်ပြီးအပြင်ကိုမပေါက်ကြလာဘူး။နောက်ဆုံးကျွန်တော်တို့အာဆင်နယ်ဖန်တွေတောင်မှထွိနီမှာကစားသမားကြီးလေးကျင်ငန်းစင်တာကိုနောက်ကနေပြီးတော့ဒီ portrait ဖြစ်နေတဲ့ကစားမကိုမနှဲပြူပြဲကြည့်ရတယ်။ဖွက်ထားတာ။တော်တော်တိတ်ပြီးကင်မရာနဲ့အပါမခံဘူး။ပွဲနာဒီတော့မှဘသူပါလာပြီဆိုပြီး surprise ဆိုပြီးလုတ်တာ။ တချို့ပါပြီလို့ထင်ရတဲ့ကစားမတချို့လည်းဝင်ပြီးမကစားခဲ့ဘူးအဲ့တော့ကိုယ်တောင်မှပွဲထွက်ဆက်တယောက်ခံမှန်းတာလွဲနေရင်ပြိုင်ဘက်ဆိုအဲ့ဒီမိုင်းဂိမ်းမှာအလူးလဲပဲဒါအာရီတာကူးနောက်ပိုင်းပြိုင်ဘက်တွေအာဆင်နယ်နဲ့ပတ်သက်ပြီးဘလို့ကြိုပြီးပြင်ဆင်ရမလဲဆိုတော့အခက်တွေ့စေတဲ့မိုင်းဂိမ်းပဲနောက်တစ်ချက်ကတော့အာဆင်နယ်သင်းရဲ့အာဆင်နယ်သင်းကိုယ်တိုင်ရင့်ကျက်လာတာအဲ့ဒါပြိုင်ဘက်တွေအမှတ်ရတဲ့ချိန်မှာအခွင့်အရေးအပြည့်ဝယူလာနိုင်တာချန်ပီယံဖြစ်ရှင်တဲ့အသင်းတည်းရလေနံပါတ်1ကပွဲတိုင်းနိုင်ဖို့ပဲ ဒါပေမဲ့အဲ့ပွဲတိုင်းနိုင်ဖို့ဆိုလို့ရှိရင်ပြိုင်ဘက်တွေမှားတဲ့ချိန်မှာအခွင့်အရေးယူနိုင်ဖို့လည်းလိုအပ်တယ်ဘောလုံးတင်းတင်းဆိုတာနိုင်မယ်သေကြမယ်ရှုံးမယ်ဘာမှမဆိုဖြစ်နိုင်တယ်အဲ့ဒီအချိန်ဒီမှာပြိုင်ဘက်အသင်းအမှတ်ရတဲ့ချိန်မှာကိုယ်ကလိုက်ပြီးတော့အမှတ်ရလို့ခဲ့တဲ့ရှေ့ရနှစ်တီကိုကျွန်တော်အရန်တမျောတယ်ဒါပေမဲ့ဒီနှစ်မှာအာဆင်နယ်ကပြိုင်ဘက်ရလက်ဘလူးဘဲထွက်ထွက်ကိုလုံးဆရာရှိတာလုပ်တယ်တပွဲချင်းညီချင်းကတ်သွားတယ်ဒီရသည်မှာအာဆင်နယ်အသင်း strong ဖြစ်တာအဲ့ဒီအပိုင်းနေနောက်ဆုံးတစ်ချက်ကအရေးကြီးတာဘာလဲဆိုတော့ ကစားသမားတွေအားလုံးကအာတီတာအတွက်ကစားပေးခြင်းတယ်ပုံမှန်တိုင်းကြည့်မယ်ဆိုရင်တော့ဟာမင်းတို့အာဆင်နယ်အတွက်မုံနီးပြအတွက်ပဲကစားပေးခြင်းဘာသာထင်ရပြီပဲအဲ့ဒီနီးပြလည်းဒီအာဆင်နယ်လီဂျန်ဖြစ်နေရအဲ့တော့ဒီကစားသမားတွေအားလုံးကအာတီတာကြောင့်ရောက်လာတယ်လို့ပြောလို့ရလို့အာတီတာကြောင့်ပဲတက်တန်တူပြီးဆက်နေတဲ့ကစားသမားတွေအများကြီးပဲအာတီတာအတွက်အာဆင်နယ်အတွက်ပေးဆက်ကစားခြင်းတယ်အဲ့ဒါအရင်ရေးကြီးတယ်ကစားသမားတွေအားလုံးစုပေါင်းပြီးနီးပြတဲ့ကိုဖြုတ်လို့ရတယ်အခု modern ball လောကမှာပိုးတော့လွယ်သေးတယ်နီးပြတဲ့ကလည်းကစားသမားဘွား ိုင်ပတ်သွားအောင်လှုပ်လို့ရတဲ့အခွင့်အရေးတွေအများကြီးရှိတယ်။ဒါပေမဲ့ကစားသမားတွေအားလုံးကနီးပြတောက်တော့ပေးဆက်ကစားခြင်းတဲ့အခါမှာပြီးသွားပြီလေ။နီးပြဘာလုပ်ခြင်းလဲ။ကစားသမားတွေကဘာလုပ်ပေးနိုင်လဲ။အမှန်နဲ့အာဆင်နယ်တင်ချန်ပီယံလိမအောင်ပရီးမီးယားလိမအောင်အဆင့်တက်မှရှိတာကအဲ့ဒါအဓိကကြတဲ့အချက်ပဲ။နောက်ဆုံးတချို့ကစားသမားတွေပြိုင်ဘက်စီရောက်သွားနိုင်တဲ့ပုံပြီးမြင်းနဲ့ကလပ်တင်းစီရောက်သွားနိုင်တယ်လို့ထင်ရပေမဲ့အာရီတာကြောင့်အာဆင်နယ်ကြောင့်လက်မှတ်ထိုးပြီးတက်တန်းတုတ်ခဲ့တဲ့စတားပလေးယာတွေအသင်းမှာအများကြီးပဲ။ ဆာလီဘာလိုကစားသမားမျိုးမသွားတော့လေဒီမှာပဲနေတယ်အဲ့လိုမျိုးပေါ့ဒီနေရာမှာအိုက်တာနဲ့ပတ်သက်ပြီးကျွန်တော်ချီးကျူးခဲ့တဲ့အရာတွေအများကြီးပဲโอเคအိုက်တာပို့ပြီးချင်းကျက်လာတယ်ပို့တပုတ် efficient ဖြစ်အောင်ကစားတယ်လူစားလေးလေးမှုမှန်ကန်တဲ့ mind game ဆိုတာမစိုးဘူးပွဲကြိုပြင်ဆင်မှုကောင်းတယ်လူတွေကြိုပြီးတော့ဝယ်နိုင်ခဲ့တယ်အရင်ရတောင်းနေခဲ့တယ်အားလုံးမှန်တယ်အိုက်တာပို့ပြီးချင်းကျက်လာတယ်နီးစနစ်လည်းကျော်သွားလာဒါပေမဲ့အာတီတာမှာလည်းနည်းနည်းလေးအားနေတဲ့အရာလေးရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့အဓိကဘလားယူဖို့လိုအပ်သေးတယ် ဒီရသည်မှာအဓိကဖလားတစ်ခုခုယူမအောင်ဖြစ်တော်မယ်အနေထားကစားမတွေအားလုံးကလည်းလူချင်းနေပြီနီးပြလည်းလူချင်းနေပြီအဲ့တော့နီးပြတယောက်ကနောက်ထပ် level တစ်ဆင့်ကိုဘဲစုဖလားဆိုတဲ့ပုံစံမျိုးနဲ့ပဲပေါ်ညွှန်းရတာအဲ့တော့အိုက်တာဒီနဲ့အဓိကဖလားဒီရသည်မှာယူပေးနိုင်မှုလိုအပ်တယ်ပြီးတော့လူငယ်အတွက် gaming နဲ့ Louis Kelly တို့ Ethan Wayne တို့ Matt Stoneman တို့လိုလူငယ်လေးတွေအတွက်ဒီရသည်မှာသူ gaming နဲ့တော်တော်များကို minor ဖလားတွေမှာရှာဖွေပေးနိုင်မယ်လို့ထင်တယ်နောက်တစ်ချက်ကတော့ injury တွေကိုအတက်နိုင်ဆုံး short ချဖို့ အရင်နှောင်းကလုံခဲ့နှစ်နှစ်သုံးနှစ်ကကျွန်တော်တို့ရဲ့အိုက်တာကအကြိုက်ဆုံး၁၀တက်ဆိုအဲ့၁၀တက်ကိုပဲပေတီပြီးတော့လင်းက၆ပွဲစရိုက်သုံးတာခါကြိုက်၁၀ပွဲစရိုက်သုံးတာတောင်ရှိတယ်ကစားသမားတယောက်အင်ဂျူရီရသွားတဲ့ခါမှာအရန်နေဝင်ဆော့တဲ့ကစားသမားကအရှိရသွားတဲ့၁၀တက်နဲ့တိတ်ပြီးတော့ လင့်ကမမိတော့ဘူးအဲ့မှာဘာတွေဖြစ်လဲဆိုတော့ကစားသမားတယောက်ဒဏ်ရပြီဆိုအာဆင်တယ်ကထိုက်တယ်ရီကနေလွင့်ဆင်သွားတာမျိုးအမှတ်ရတာမျိုးပြိုင်ဘက်ကိုအသာစီးမြူနိုင်တာမျိုးဂိုးတွေထပ်မသွင်းနိုင်တယ်လို့ဖြစ်တယ်ဒါပေမဲ့ဒီရသည်အာဆင်တယ်ကစကွတ်တက်လဲတောင်းတယ်ဒဏ်ရကစားသမားတွေများရတာတော့မှ rotation အရန်ကောင်းပြီးတော့ဘယ်ကစားသမားမဆိုအခွင့်ရေးရှိရဆိုတဲ့ပုံစံမျိုးနဲ့ idea လောက်ထားတယ်အဲ့ကြောင့်ဒါ injury တွေ short ချနိုင်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ injury တွေကတော့ရနေရပဲမာတင်အိုရီကပြန်လာတယ်နိုနီမန်တူကီမာတီနယ်လီပြန်လာတဲ့အချိန်မှာ trosset ဒဏ်ရပြန်ရသွားတဲ့ပုံစံမျိုးပေါ့လေ ဘာပြောပါအဲ့လို injury နဲ့ပတ်သက်ပြီးတော့အိုက်တာလူစင်းကိုတေချာလေးကင်ထွက်နိုင်ရင်လူငယ်တွေကို gaming နဲ့ပေးနိုင်ရင်ဒီရာသီမှာအဓိကဆူပလာရပြီဆိုလို့ရှိရင်တော့ကျွန်တော်တရားရဂိုင်းတို့အပြည့်အိုက်တာနဲ့ပတ်သက်ပြီးတော့ချီးမွမ်းမအောင်ဖြစ်တော်မှာပါ အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့ဒါစီးပွားဖြစ်ပြောင်းဖြစ်ကစားခြင်းဆိုတော့ဘာပဲဖွင့်တော့တင်ကြောက်ကို646 46လုံး33တေနဘတ်39ကို59ခုနှစ်တုံးခရောင်းရတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးဆော့ခြင်းနဲ့အကောင့်ဖွင့်ခြင်းဆိုတော့ကျွန်တော်စီမှာလာပြီးဆော့လို့ရပါတယ်မဆော့တဲ့ညီကူတွေကတော့ YouTube မှာ VPN လေးဖွင့်ပြီးကျွန်တော်ကိုအားပေးလို့ရပါတယ်ခင်ဗျာ